ဇီကုံတန်နှင့်စီလုံငန်းရှင်များမှကြက်သိန်းတသောဝင်ခြင်းလူရန်သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးဒဏ်ခံစားနေရသူတွေကိုစက်သိန်းတသောဝင်းချင်အထိလှူရန်သွားဖို့ရည်ရွယ်ထားတယ်လို့မြမနိုင်ငံစီကုံတဲ့နှင့်စီလုံငန်းရှင်များအသင်းကအသိပေးထားပါတယ် မြန်မာနိုင်ငံစီကုံတဲ့နှင့်စီလုံငန်းရှင်များအသင်းအလောက်အမှုဆောင်အဖွဲ့အနေနဲ့ငလင်ဘေးအနေရဲ့ကျုံတွေ့နေရသူတွေကိုတက်ဆွမ်းတမျှကူညီဆောင်ရွက်ပေးဖို့ဆုံးဖြတ်ထားကြပြီးမတ်လ30ရက်အလောက်အမှုဆောင်အထူးအစည်းအဝေးဆုံးဖြတ်ချက်မှာအသင်းရဲ့ရန်ပုံငွေကနေကျပ်သိန်း3000ကိုမတည်ထားပြီးငလင်ဘေးကိုစိုးရွားစွာခန်းစားခဲ့ရတဲ့မလေးမျိုးအပါဝင်မန္တလေးတိုင်းအတွင်းရှိမြို့ထွေ စကိုင်းတိုင်းနေပြည်တော်နဲ့တောင်ကြီးအင်းလေးအောင်ပန်းမြို့ ွေကငလင်ထမ်းခန်းစားရပြီးလိုအပ်နေသူတွေကိုချက်ချင်းကူညီပေးသွားမယ်လို့ဆိုပါတယ်။အဒီလိုလှူဒန်းရမှာအလှူငွေချက်သိန်း9000အပြင်90သာစီပူပေါင်းတသိန်းချက်သိန်း4000ခန့်တန်ဖိုးကိုချက်ချင်းပူးသွနေပြီးငလင်ထမ်းခန်းရတဲ့ဒေသတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆက်သွယ်လှူဒန်းသွားမယ်လို့သိရပါတယ်။ အလားတူအသင်းအလုံအမှုဆောင်များအသင်းဝင်များငလင်းထမ်းမခန်းစားရသောဒေသထွေကလက်လီလက်ကားစီရောင်းချသူများစားထည်အသင်းဝင်များအလုံးကိုငလင်းထမ်းခန်းစားရထည်စားသုံးသူပြည်သူတွေရဲ့အတွက်ကိုချင်းစာစိမ့်နဲ့လှုံွေတွေထက်ဝင်လှူဒန်းကြဖို့လဲနှိုးစော်တိုက်သွန်းထားပါတယ်လို့သိရပါတယ်ရှင်။